ပိသက်ရင်စကားလေးကိုစစ်စစ်ပေါက်ပေါက်ပြောမယ်ဗျာတလုံးမှအလေးအလွတ်မရှိအောင်နားထောင်ကြရရတကယ်ချမ်းသာဖို့ရှုရင်အဲ့ဒီအချိန်ကိုမရောက်သေးခင် အခုနေနေတဲ့အချိန်ကလေးမှာကုသိုလ်ကောင်းမှုကိုများများလုပ်ထားပါတဲ့ဟုတ်လားကုသိုလ်ကောင်းမှုရဲ့တန်ဖိုးဟာဒီကနေ့မှပို့ပြီးတော့ထင်ရှားတယ်ဒီကနေ့မှထင်ရှားတယ်ဆိုတော့ရှင်တုံးမှမထင်ရှားဘူးလို့ဆိုလိုတာမဟုတ်လူသားတွေဟာ ရှင်နေတဲ့အခိုက်အတန့်မှာတုန်းကတော့ကုသိုလ်ကိုတိတ်ပြီးတော့အားကိုးရကောင်းမှမသိ။ဘာကြောင့်လဲဆိုတော့အတိညာကနဲတာ၊မိုက်မဲတာဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကိုအားကိုးတယ်၊ငါမဲတောင့်တင်းတယ်၊လုံနိုင်တယ်၊ဂိုင်းနိုင်တယ်၊ပြောနိုင်တယ်၊ဆိုနိုင်တယ်၊ကိုကိုကိုအားကိုးတယ်။ဟုတ်လား။အပြစ်ရှိဥစ္စာကိုအားကိုးတယ်၊မိတ်ဆွေကိုအားကိုးတယ်၊ဆွေမျိုးသားချင်းတွေအားကိုးတယ်။အားကိုးတယ်ဒီအများကြီးရှိတယ်နော်။အားကိုးလို့ရသေးတာဘူးဗျ။တေဂာနီးရောက်ပြီဆိုတဲ့အခါကျတော့ အဲ့ဒီကိုနေထိုင်ခြင်းကာလတုန်းကတံပိုးထားခဲ့တဲ့အာကိုးစရာတွေကအာကိုးလို့ရသေးလားအာကိုးလို့မရတော့ဘူးကိုအာအကူဆုံးလို့ဆိုရတယ်ဒီခန္ဓာကိုယ်ကြီးကိုကစပြီးတော့တည်တော့မယ်ဆိုပြီးတော့သူ့ရဲ့အဖြစ်မှန်ဇာတိကို ဖော်ပြလိုက်ပြီလေမင်းဘလို့ပဲငါ့ကို မြဲတယ်လို့ထင်ထင်ငါကတော့တည်တော့မယ်လို့သူ့ရဲ့အဖြစ်မှန်တယုတ်သကံကိုမျက်နှာဖုံးကိုဖွင့်ပြလိုက်ပြီခုတက္ကသမားတို့ဦးစင်းတို့တွေက ခန္ဓာကိုယ်ကြီးကမျက်နှာဖုံးဖုံးထားတာအဲ့ဒါကိုဖွင့်မကြည့်ဖြစ်ဘူးနော်ခန္ဓာကိုယ်ကြီးကဘလို့မျက်နှာဖုံးဖုံးထားလဲမြဲတယ်လို့မျက်နှာဖုံးဖုံးထားတာဗျဟုတ်လားကိုကိုကိုကြည့်ကြည့်မြဲတယ်လို့ပဲထင်တယ်သိမယ်လို့ထင်တဲ့အချိန်ကတကယ်နည်းနည်းလေးပဲရှိတမင်တကာတွေးတောမှသိဟုတ်ရလားအဲ့ဒီမျက်နှာဖုံးကိုအဲ့ဒီအချိန်ကတော့ကိုကချွတ်မကြည့်လဲပဲသူကချွတ်ပြလိုက်ပြီ gain မင်းဘလို့ပဲမြဲတယ်ထင်တယ်ငါကတော့သေတော့မယ်ပျက်စီးတော့မယ် အဲ့ဒီအချိန်ကျတော့အဲ့ဒီခန္ဓာကိုယ်ကြီးကလည်းအာကိုးเสียရမဟုတ်တော့ပစ္စည်းဥစ္စာဆိုတာတွေကလည်းအာကိုးเสียရမဟုတ်တော့အဲ့ဒါသူ့နယ်ပယ်မဟုတ်ဘူးပစ္စည်းဥစ္စာဆိုတာရှင်စဉ်ကာလမှာစားဝတ်နေရေးပြိုင်ဆိုင်ရေးဓာရီအတွက်လောက်ပဲအသုံးကြတာနော်တည်တော့မယ်ဆိုတဲ့အခါမှာလာရောက်ပြီးတော့ကုညီဖို့အတွက်ပစ္စည်းဥစ္စာမှာအစွမ်းတက်တည်မရှိပါဘူးချွေမျိုးတွေအပေါင်းအသင်းတွေမိတ်ဆွေတွေလည်းပဲအဲ့ဒီအချိန်မှာသူတို့ရဲ့နယ်ပယ်ဟုတ်သေးလားမဟုတ်တော့ဒီကာနီးအချိန်မှာ ပြည်လေဖို့ဆို ုသိုလ်ကောင်းမှုရဲ့နယ်ပယ်ကုသိုလ်ကောင်းမှုရဲ့တက်နိုင်တဲ့အခြေအနေမျိုးဖြစ်သွားတယ်။ဟုတ်ရလား။ဒါကြောင့်ဒီကနေ့ခါကာလမှာဘာအရေးကြီးလဲ။ကုသိုလ်ရှိဖို့အရေးကြီးပါလေ။ရှင်လုံးမှာလည်းပဲကုသိုလ်ရှိဖို့အရေးကြီးပါနဲ့နော်။သို့တော့ဒီကနေ့မှာပူ၍အရေးကြီးတယ်။ဟုတ်ရလား။ဒါကြောင့်ဘဝဆိုတာနေရည်တစ်ခုတည်းတည်ဆောက်ထားတာမဟုတ်ဘူး။ဒီရင်းနဲ့နေရင်းနဲ့ရောထွေးပြီးတော့တည်ဆောက်ထားတာ။ ုတ်လားအဲ့ဒီတော့နေရီးတစ်ခုတည်းစဉ်းစားမယ်ဆိုရင်ဒီစဉ်းစားချက်ဟာဘယ်လိုနည်းနဲ့မှမပြည့်စုံနိုင်ဘူးပိဿယဘဝမှာတည်ခြင်းဆိုတာကိုမတွေ့ကျင်ဘူးလို့ဖယ်ပြစ်လို့ရလားမရဘူးဗျာတည်ခြင်းဆိုတာကိုမရှိဘူးဆိုပြီးတော့လှုပ်ထားလို့လည်းမရဘူးတည်ခြင်းရှိနေတာကကျေးဇူးလဲတင်စရာရှိတယ်လို့တောင်ပြောမယ်ဆိုပြောလို့ရတယ်တကယ်လို့လူတွေကမွေးပဲမွေးနေတယ်အမြဲတမ်းမသေးတော့ဘူးဆိုရင်ဘယ်လိုများနေကြမလဲတစ်ချက်လောက်လေးစဉ်းစားကြည့်ပါဦးဟုတ်လား အဲ့တော့ဒီတော့ဘဝဆိုတာဘာလဲလို့မေးရင်နေခြင်းနဲ့သေခြင်းနဲ့ဒီနှစ်ခုအချိုးကျကျပေါင်းစပ်ထားတာဟုတ်လားအဲ့တော့ဒီနှစ်ခုကိုဒကာမတို့ဥရှင်တို့တွေကဟိုချိန်ဝင်ရှာညီမျှအောင်တွေးတက်ဖို့လိုတယ်နေရေးကြီးတဲ့တွေးလို့မဖြစ်သေးဘူးသေရေးကြီးပဲတွေးရင်လည်းမဖြစ်သေးဘူးနေလဲနေရအောင်ပါလေဟုတ်ရမို့လားအခုဇဝေနေရေးရှိတယ်တာယသမီးရေးရှိတယ်နေရေးရှိတယ်နော် ါတခဲအရှိတရားနော်အဲ့ဒါကိုစိတ်ကူးရင်ပြီးတော့မရှိပါဘူးလို့လှုပ်ချင်လို့မရဘူးဟုတ်လားဒါကြောင့်နေရည်အတက်လဲအဆင်ပြေအောင်မလုပ်ကြရမယ်ကြိုးစားကြရမယ်အဲ့ဒါကတော့တိတ်တိုက်တွန်းစရာမလိုဘူးထင်ပါလေဟုတ်လားသေရည်ဆိုတာကကိုတကယ်ရှိနေတယ်မဟုတ်လားတကယ်ရှိနေတဲ့အတွက်ကြောင့်အဲ့ဒီအရေးကိုလဲခေါင်းထဲထည့်ပြီးတော့ပြေလည်အောင်လှုပ်ကြရမှာပဲအခုလူတွေကနေရည်ကိုပဲပြေလည်အောင်အတင်းကြိုးစားတယ်သေရည်ကိုကြတော့ဟာဖြစ်မှဖြစ်တယ်လို့ရောက်ရပဲကွာ တွေ့မှတွေ့သလိုပဲအဲ့ဒီလိုလူတွေများတဲ့အတွက်ကြောင့်သေရေးမှာအဆင်မပြေဘဲနဲ့ရင်ဆိုင်ပြီးတော့ဝန်နေပန်နေမျက်ရည်ကြီးငယ်ကြပြီးတော့တေကြရတဲ့မသားတွေပဲများပါတယ်သေရေးမှာလက်မထောင်ပြီးတော့အဆင်ပြေတယ်ဆိုပြီးတော့တေသွားတယ်လို့အင်မတန်နဲပါတယ်ဟုတ်လားအဆင်ပြေပြီးမတေရဘူးဆိုရင်အဆင်ပြေတဲ့ဘဝရောက်နိုင်ဖို့မလွယ်ပါဘူးဟုတ်ရဲ့လားဒါကြောင့်နောင်တန်တရာပါပူးပြီးတော့တွေးကြည့်မယ်ဆိုရင် နေရည်တဲ့တေရည်ကဘိုးတောင်အရေးကြီးသေးတယ်။ဘာကြောင့်လဲဆိုတော့တေရည်ကတေတုံးကိုအဆင်ပြေဖို့လိုတယ်။တေတုံးကိုအဆင်မပြေရင်ဟိုးနောက်ဘဝမှာသွားပြီးတော့အကြီးအကျယ်ပြဿနာတက်နိုင်တယ်။ဟုတ်ရဲ့လား။ဒါကြောင့်တေရည်အရေးမကြီးဘူးလား။တေရည်အရေးကြီးတယ်လို့သဘောပေါက်တယ်ဆိုရင်နေစဉ်အခါတည်းကစပြီးတော့တေရည်ကို ပြေလည်အောင်ဖန်တီးပေးနိုင်တယ်။ကုသိုလ်ကောင်းမှုဆိုတဲ့ကောင်းမှုကိုအများကြီးရအောင် စုဖို့မလိုဘူးလား။ လိုတယ်။ဒါကြောင့်ပေတဲ့အခါမှာအစဉ်ပြေခြင်းလို့ရှိရင်ရှင်စဉ်တုံးမှာအနှစ်သာရရှိရှိနေတတ်ဖို့အရေးကြီးတ